ောင်ကြီးမြို့မှာရဲစခန်းမှာမျက်လုံးတော်ပွင့်တော်မူတဲ့ဖရာစင်တူတော်ကိုလာရောက်ဖူးမြော်သူနေ့စဉ်ထောင်းနေခြင်းရှိနေကြောင်းသိရပါဗျ။ပြီးခဲ့တဲ့ဂျွန်လာကိုရဲ့နေ့ညနေ3:00နာရီကစတင်ကမျက်လုံးတော်ပွင့်လာခဲ့တဲ့ဆိုတဲ့ဖရာစင်တူတော်ကိုယနေ့ဂျွန်လာ14ရက်နေ့အထိနေ့စဉ်လာရောက်ဖူးမြော်သူများပြားနေတာဖြစ်ပါတယ်။ အဆိုပါမျက်လုံးတော်ပွင့်တဲ့စင်သူတော်နဲ့ပတ်သက်ပြီးဖျားစင်သူတော်ရဲ့မျက်လုံးတော်ဟာစင်သူတော်ထုလုပ်စဉ်ကမျက်လုံးတော်ရဲ့အပေါ်ဘက်မှာထည့်သွင်းတဲ့အပေါ်လွာကွာကြရာမှာအခုလိုမျက်လုံးတော်ပွင့်လာတဲ့အခြေအနေရှိတယ်လို့ Facebook စာမျက်နှာမှာရေးသားဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီးမြို့မစခန်းမှုဒူရဲမှု အောင်စော်ထွန်းကအခုလိုပဲပြောကြားခဲ့ပါတယ်။အဲ့မှာတော့ကျွန်တော်တို့ကဘောနော်ဒီလိုဖြစ်စဉ်မျိုးတော့မဖြစ်ဘူးလို့ကျွန်တော် ကျွန်တော်တို့ကယုံကြည်တယ်လေဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲစခန်းမှာတာဖနာနေနေနဲ့ကျွန်တော်ရဲလုပ်ငန်းတွေကအာဟိုပါပေါ့နော်ဒပိုင်းစီဖြစ်နေတယ်ဒပိုင်းစီဖြစ်နေတော့ဒီလိုလူစီလူစီကားလာတယ်ကျွန်တော်တို့ရဲစခန်းရဲ့လုံခြုံရေးပိုင်းကိုလည်းကျွန်တော်တို့ကထိန်းရတယ်နောက်ပြီးတော့စီကားလာတဲ့တာနာပြုတွေကိုလည်းကျွန်တော်တို့ကဝန်ဆောင်မှုပေးရတယ်ဒီလိုမျိုးကျွန်တော်တို့ကအာမဟုတ်မမှန်ပေါ့နော်ဟောမျိုးတော့ကျွန်တော်တို့မှမရှိပါဘူး ဒါတွေကပြိသက်လာပြီးတော့ဖူးမြော်ကြတဲ့အဲဖူးမြော်ကြတဲ့သူတွေရဲ့အဲထွက်ပေါ်လာတဲ့အတန်ပေါ်မှာမူတည်ပြီးတော့သူ့ဘာသာသူယုံကြည်ကိုးစားလာတယ်အဲတရက်တရက်ကိုသူကနေ့စဉ်လာပြီးတော့ဖူးမြော်တဲ့လူကိုရှိနေတယ်နေ့တိုင်းလာပြီးတော့ဖူးမြော်တယ် အဲဆိုတော့သူကမနေ့ကနေ့ကြီးညိုတဲ့တနာကြီးနှစ်နာရီလောက်ကိုလာပြီးတော့ကြီးညိုပြီးတော့ရေလုံးတော့အသေးစိတ်သူကြည့်တယ်ကြည့်တဲ့နေရာမှာကြောင်းလဲမှုတွေကိုသူ့ဘာသာသူဟိုသူ့ဘာသာသူပြောလာတဲ့နေသားရှိတယ်ကျွန်တော်တို့ကတော့ရက်ွက်တွေဘာတွေမန်လေးကိစ္စတော့ကျွန်တော်မသိဘူးပေါ့နော်ရက်ွက်တွေထဲမှာဒီလိုတော့ဟောပြောချဆိုကြမှာပဲလေဒီအတန်းအဲ့နေပြီးတော့ဖူးပြောကြီးညိုတဲ့အဲသူတွေရဲ့အဲသူတို့စမ်းစစ်လေးလာမှုပေါ်မှာမူတည်ပြီးတော့ဟောသူတို့ယုံကြည်ကိုးစားလာပါပါ ဒီလိုမျိုးလုံးတော်ပွင့်လာမှုနဲ့ဆက်ဆက်ပြီးမန္တလေးမြို့မဟာမြတ်မုဏိတောင်ပံအာနန္ဒာဆောင်နှံမှာရှိတဲ့ဒေါ်ရှင်ဖရာမျက်လုံးတော်ဆိုင်မှာကိုရဲကအခုလိုပဲပြောပါဗျ Facebook မှာတော့ကျွန်တော်ဒီလိုကြည်မြင်လိုက်ရပါတယ်ဟုတ်ဟိုဒါပေမဲ့ဟိုဒီမူရာရဲ့မျက်နှာထားကိုမျက်နှာကိုမျက်နှာတော်ကိုကျွန်တော်တို့ကိုယ်တိုင်ကိုကြောက်ကိုဝါရတဲ့အတွက်ဟိုအဲ့လိုမျိုးတော့ကျွန်တော်အမဟုတ်ပါဘူးဟုတ်ပါတယ်ကျွန်တော်ရင်းပွားလို့တော့ဟိုဘုဒ္ဓဘာသာပါဆိုတော့ကျွန်တော်လက်ကြည့် ဟာနဲ့ဆိုတော့လေဟိုညင်းပေါက်ွက်မရှိပါဘူးဟိုဒါပေမဲ့ဟိုတချို့ကြတော့လေဒီရွှေချလိုက်လို့ရှင်ရေမျိုးလုံးတော်ငကိုရှင်းမှုတွေမှာမျိုးလုံးတော်ကတော့ပါထားတယ်လားဟိုရွှေချလိုက်တဲ့အနေထားမှာမျိုးလုံးတော်ကိုမျက်နှာတော်ကြီးတစ်ခုလုံးအုပ်ချလိုက်တော့ဟိုပြီးတော့ပြန်မပေါ်မိတာမျိုးလို့ပေါ့နော်ဟိုပြန်မပေါ်မိပေမဲ့ဟိုနောက်ပိုင်းကျတော့ဒီလိုဟိုရေသက်ပဲရင်းတို့ဟိုမွေးနှက်နာလေးပြန်ရင်းနဲ့တို့ဟိုတစ်ဖက်ကလေးအဲ့လိုရွှေဘက်ကလေးလန်သွားတာမျိုးလို့ပါလို့ဆိုရင်လေဟိုပွင့်သွားတဲ့အနေထားမျိုးပါလို့တော့ဟိုရှိနိုင်တဲ့အကြောင်းတရားလေးတွေတော့ရှိပါတယ် ။ဟိုဒါပေမဲ့ကျွန်တော်တို့ကတော့အမိုးပါဘူးဟုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့မှလို့ဝေဖန်ချက်တော့ပေးလို့မရဘူး။အခုမျိုးလုံးတော်ပွင့်တဲ့စင်တူတော်ဟာ2017ခုနှစ်မှာအောင်မန်းမျိုးကနိုင်ငံသားကိုတဲထုတ်သွားမဲ့ဖျားကိုးကိုင်းတစ်ခုထံမှာဖမ်းဆီးရမိတာဖြစ်ပြီးစင်တူတော်62စုဟာပိုင်ရှင်တွေလာယူသွားကြပြီးညီနောင်နှစ်စုသားကြန့်ရှိတော့တဲ့အတွက်တရားရုံးထံမှာရဲအုပ်ဦးအောင်မင်းကအလူခံထားတာဖြစ်ပါတယ်။ ကြန့်ရှိတဲ့တဆူကိုတော့အောင်မဲရန်စကန်မှာလက်ရှိကိုးကွယ်ထားတာဖြစ်ပြီးအခုတဆူကိုတော့2021ခုနှစ်စက်တင်ဘာလမှာအောင်မဲမြို့မှပင်ဆောင်ကတောင်ကြီးမြို့မှရဲစခန်းမှာရှိတဲ့ညောင်မင်အောင်မှာ အပူဇော်ခံထားတာဖြစ်ပါတယ်။စင်းလူတော်ဟာရှင်းဟောင်းလက်ရာအမျိုးအစားမသိသောကြောက်စင်းလူတော်ဖြစ်ပြီးညံတော်တတော်ခန့်မြင့်ကဥကောင်းတော်မှာတရုတ်လက်ရာကဲ့သို့ဖောင်းရစ်ဆန်တော်စုရှိက ကိုလုံးတော်ကိုရွှေချထားပြီးရခင်ကမျက်လာချနေဟန်ဖြစ်ပါတယ်။ ဖျားဆင်းသူတော်ကိုဖူးမြော်ခဲ့သူတဦးကလည်းအခုလိုပဲပြောပါဗျာ။အမနဲ့ကုံမအားဖြင့်ဆိုရင်တော့တမန်ဆိုရင်တမယားရှိတတ်တဲ့လူပါ။အဲညာတော်အဖြစ်နေတယ်။ရှောက်လို့ကြားရတယ်နားတော့လေဒီမှာလည်းပုံမှန်အဖြစ်ဆိုကြုံပါအောင်အဲ့ဒါအင်းကြီးများဖတ်စာချင်းကိုရင်းမင်းများပေါ့နော်အင်းကြီးများမှာအရင်တော့ချီတော့ခဲဘက်မြောက်လုံးတော့တော့မဆိုးကတော့လည်းဖွင့်နေတာပေါ့နော်ဖွင့်နေညာဘက်ကတော့တိတတကြီးဖွင့်နေတော့အရာကလည်း ပုံမှန်အကြောင်းမျိုးမဟုတ်ဘူးမျိုးရောင်တွေလိုအဲ့လိုမျိုးလေးဆိုတော့အော်ဒါကတော့ဖြစ်ပေမဲ့ဒါကတော့ထူးဆန်းတဲ့ထူးခြားတဲ့တော့ဖြစ်နေတယ်เนาะအဲမိုင်းရံကြောက်တဲ့နေ့မှာတော့ဒါမှမဟုတ်တစ်ခါပြန်သွားနေလေမင်းကညနေ၄နာရီနောက်မှာတော့လုံးပြန်ပြန်တယ်ဒါပေမဲ့လုံးတော့ပြန်တယ်ဆိုတော့ကြည့်တော့အာအမကလည်းတိချာဓာတ်ပုံရိုက်တယ်အဲ့တော့တိချာကြည့်တော့တကယ်ပထမရက်ထက်ဆိုင်တော့တော်တော်လေးတိတိတားလေးပြန်ဖွင့်ဒီမှာခွဲခွဲကမ်းတာလောင်ရနေတဲ့ခလမိုင်း ဆက်ပြီးကြာပြီတော့လောကီညာ9နာရီထက်ကြာပြီကျတော့အစကန်နေရပြန်ပုံဆက်လာတော့သဖြင့်ကြီးတော့အရေကိုကြည့်တတ်တာဒေသညက်လုံးတော့အဲဒီလက်ညာနဲ့လည်းအကြောင်းမကြည့်ပါဘူးဒေသညက်လုံးကကြည့်တတ်အောင်ချိန်အမကလည်းဘူးဒီချာမရုပ်တက်တယ်ကျောလဆယ်ရဲ့နေမှာစတင်ကတရက်လရင်လူပေါင်း3000ကျော်လာရောက်ဖူးမြော်ခဲ့ပြီးလက်ရှိမှာတော့ဖျားဘူးတွေကိုဖျားတပ်ပုံတော်များအခမဲ့ပေးဝေခြင်းစတုတီတာအကျွေးမွေးများနဲ့တနေကုန်ဧကံပေးလျက်ရှိပါတယ်